ူတောက်ချိန်အစီအစဉ်ကနေနှုတ်ခွန်းဆက်ပါရယ်မူတောက်ချိန်ဆိုတာကတော့အင်တန်မှလက်ဆက်တဲ့ပြီးရခါမှာជីနူးွယ်လည်းဖြစ်တယ်အော်ညအမောင်တို့ကိုဒါအလင်းသစ်တွေဝင်ရောက်လာပြီးတော့ဗောနော်စတင်ဖြိုခွဲတဲ့အချိန်ဆိုတော့ဒီချိန်ကဒါလူတိုင်းအတွက်ကိုဒါဘဝအလင်းသစ်တွေနေ့သစ်တစ်ခုစဖို့အတွက်ပေးတဲ့အချိန်ဆိုလဲအခွင့်အရေးဆိုလဲမမှားပါဘူးဗောနော်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ဒီအစီအစဉ်မှာဘသူတွေကပါဝင်လာပြီးတော့ TV ရဲ့ပြည်သက်တွေအတွက်ကိုဘလို့အလင်းသစ်တွေစောင့်ကျင်းလာမလဲဆိုတာကိုစောင့်မကြည့်ရှုပေးပါ ကျွန်တော်တို့ဒီစီစဉ်ကတော့လူငယ်တွေမျှော်ယူတဲ့အနာဂတ်အတွက်ကိုပေါ့နော်အလင်းသစ်တွေစောင့်ကြဉ်လာဖို့ရည်ရွယ်ပြီးတော့မိုးတောက်ချိန်ဆိုတဲ့ဇာတ်ဝိုင်းလေးဖြစ်လာခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီစကားဝိုင်းလေးကနေပြီးတော့မှတစင်ဒါလူငယ်တွေမျော်မှန်းတဲ့ဒီအနာဂတ်နိုင်ငံတော်အစ်ကိုအတူတကွဘယ်လိုမျိုးပုံဖော်ကြမလဲဆိုတာလေးကြည့်အောင်နော်ဒီနေ့မိုးတောက်ချိန်စကားဝိုင်းမှာဆိုလို့ရှိရင်ဒီဘသူတွေကိုဖိတ်ခေါ်ထားလဲဆိုတော့အမျိုးသားညညရဲ့အစိုးရဝန်ကြီးချုပ်ယုံရဲ့ပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ရဲ့အဲနောက်တစ်ယောက်ကတော့လူငယ်နိုင်ငံရေးသမားကဗျာဆရာတယောက်ဖြစ်တဲ့ကိုအောင်လုံးကိုဖိတ်ခေါ်ထားပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်အဲ့ဒီနေ့စကားဝိုင်းမှာဆိုရင်တော့ဗောနော်ဒါကိုနေဖုံးလက်အတွက်ကို ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူတယောက်မဟုတ်ဘဲနဲ့ဒါအရင်တုန်းကလူငယ်ဘလော့ကတယောက်လို့ပေါ့နော်ဆိုတော့အဲ့လိုလူငယ်တယောက်ပုံစံကိုပြန်ပြီးတော့တွေ့ခဲ့ရပါလားရှင်ဟုတ်ပါတယ်ဟိုလူငယ်တော့မဟုတ်တော့ဘူးပေါ့နော်အသက်တော့ကြီးနေတယ်ဒါပေမဲ့လည်းဒီစကားပိုင်းမှာအဲပြောခွင့်ရဖို့အခုလိုဖိတ်ခေါ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြောစရာစကားတွေလည်းအများကြီးရှိတယ်ပေါ့နော်ခုနကညီမတို့ အဲမိတ်ဆက်သွားတဲ့အထက်မှာပါလို့ပဲပေါ့နော်အကိုတို့တွေလည်းကိုမျော်ကြီးရဲ့အနာဂတ်ဆိုတာရှိတယ်ကိုအတွက်ရောနော်ကိုနိုင်ငံအတွက်ရောနော်ကိုမျိုးဆက်တွေအတွက်ရောပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောစရာစကားတွေကတော့အများကြီးပါပဲပြောခွင့်ရလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့လူငယ်ရွယ်တဲ့ရည်ရွယ်တဲ့အစီအစဉ်ပေါ့နော်လာရောက်ခဲ့တဲ့လေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့အတွက်ကိုကနော်အဲဒါနိုင်ငံရေးသမားတယောက်မဟုတ်နေဘူးဆိုလို့ရှိရင်ဒီအချိန်မှာကိုရဲ့ဘဝဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတာကိုစိတ်ကူးထဲမှာပုံဖော်ကြည့်မိပါဦး အဲအဲ့မေကွန်းကြတော့ဒီဒီခုပေါ့နော်ဒီစစ်တပ်ကနေပြီးတော့ဒီပြည်သူအာဏာကိုမတရားလုယူကိုစ조사တဲ့ရက်ကိုပြန်တတိရတယ်ပေါ့နော်အဲ့တော့အဲ့ရက်မတိုင်ခင်တုန်းကအခု Facebook ပေါ်မှာတင်ခဲ့တဲ့ post ရှိတယ်အဲ့ post ကဘာလဲဆိုတော့အဲ့ချိန်တုန်းကအခုဘာတွေလုပ်နေရလဲဆိုတော့ကလေးတွေအတွက် playground တွေပေါ့နော်အားကစားကွင်းတွေအားကစားကွင်းတွေကိုဒီ recycle playground ပေါ့နော်ဒီတာယာတွေနဲ့တာယာတွေနဲ့ recycle playground တွေလုပ်မယ်ဆိုပြီးတော့ အဲ့အောင်စီစဉ်နေတဲ့အချိန်ပေါ့နော်တာယာတွေလိုက်စုအဲဟိုပြီးတဲ့အခါမှာအကြံဉာဏ်တွေတောင်းအဲပြီးရင်အဲ့မှာပတ်စံလှူရဲ့လူတွေကလည်းချို့ရအဲလူလူကားတွေရှိတော့အဲ့ကလေးတွေအတွက်ကွာဒီတာယာတွေနဲ့လုပ်တဲ့ recycle playground တွေလုပ်မယ်ဆိုတော့စိတ်ကူးကလွှမ်းမိုးနေတာအလွှမ်းမိုးနေတာအဲ့တော့နိုင်ငံရေးလဲဆက်လုပ်ဖို့အစီအစဉ်မရှိဘူးအဲ့ဒီအချိန်မှာဆက်လုပ်ဖို့မရှိဘူးကိုဘသားကိုဒီလိုမျိုးကလေးတွေနဲ့ပတ်သက်ပြီးတော့တခုခုလုပ်မယ်ဆိုတော့အနေထားနဲ့အဲ့ဒါတွေအတွက်ကိုလုပ်နေတာပေါ့နော်အဲ့တော့လုပ်နေတဲ့အချိန်မှာပဲ အာခုနကကိစ္စကြီးဖြစ်လာတယ်ဗောနော်အဲ့ဒီညမှာပဲအဲ့လိုအဲ့လိုတည်င်းကိုအရှိမတော့ဗျာဟိုပါဗောနော်ဝိုင်းပြီးတော့ပြောညင်းခုန်နေကြတော့ရှိတာဗောအာနာတိမ်လားမတိမ်လားတော့အဲတိမ်ဟိုအကိုကတော့နည်းနည်းတိမ်မဲ့ဘက်ကနည်းနည်းတော့ရှိတယ်ဒါမှမဟုတ်လည်းမတိမ်လို့ထင်တဲ့လူတွေလည်းရှိတယ်ဗောနော်အဲဒါမှမဟုတ်လည်းဖြစ်သွားတယ်ဗောဖြစ်သွားတဲ့အချိန်ကျတော့ခုနကပြောတဲ့ကလေးတွေအတွက်တို့ကလေးကစားခွင်းတို့နောက်အဲ့ချိန်မှာစဉ်းစားထားတဲ့ဘာဆက်လုပ်မယ်ဆိုတဲ့ဟာတွေအကုန်လုံးအလုံးဝကိုပြောင်းပြန်လန်ပြီးတော့ဒီထဲကိုပဲ ပြန်ရောက်သွားတာပေါ့နော်အမှန်မှာတော့နိုင်ငံရေးနဲ့တိတ်ပြီးတော့နိုင်ငံရေးထဲမှာတိတ်ပြီးထက်တဲ့ဝင်မပါတော့ဘဲနဲ့ကိုယ့်ဘာသာကိုယ်ကိုယ်ဝါသနာပါရာလေးကိုအဲလုတ်မယ်ကိုင်မယ်ဆိုပြီးတော့ပဲစဉ်းစားထားရတာနေပြီးတော့ဒီလိုဒီကိစ္စကြီးလည်းဖြစ်လည်းဖြစ်လာရောအဲလုံးဝပြောင်းပြန်လာလိုက်ဆိုဒီထက်ကိုပြန်ပြီးတော့ပါလာခဲ့တဲ့အနေအထားမျိုးလို့အဲ့လိုမျိုးပြောရမှာပေါ့ဟုတ်ကဲ့အဲအစ်ခုကတော့ဒါလူငယ်ဘဝတွေပြီးတော့ဘဝရဲ့ကောင်းတဲ့မှတ်ဉာဏ်တွေအကြောင်းပြန်ပြီးတော့ပြောရမယ်ဆိုရင်ပေါ့နော်ဒါကိုယ့်ရဲ့ဘဝကိုဒါရုပ်ရှင်ငါးတခုလို့ပြန်ကြည့်ကြမယ်ဆိုပါတော့ပေါ့အဲ့တော့ တွေ့ကြုံခဲ့သမျှထဲမှာတကယ်ကိုပြန်တွေ့တိုင်းမှာကိုယ်ပီတိဖြစ်စေတဲ့အတွေးလေးတွေဖြစ်ရက်လေးတွေပေါ့နော်ဒါမျိုးတစ်ခုခုပြန်ဆွဲထုတ်ရမယ်ဆိုရင်ဘယ်လိုမျိုးဖြစ်ရမှာလဲဟောပေါ့အာ blog တွေရေးခဲ့ဦးတယ်အဲ့ blog တွေရေးတော့အခုရဲ့ blog နာမည်ကကျွန်တော်လွတ်ကြခဲ့တဲ့အမျိုးတော့ပေါ့နော်ဘာလို့ဆိုတော့ဘဝမှာဟိုတောက်လျှောက်အကိုတို့ဖြတ်တန်းခဲ့တဲ့ဘဝတွေကတိတ်ပြီးတော့အဆင်ပြေတဲ့ဘဝတွေမဟုတ်ဘူးပေါ့နော်ခုနကပြောလို့အာနာရှင်ဆက်ဆက်ကနီလန်ဘောင်းလုံးနဲ့ ဟိုတည့်တဲ့အတိုင်းပဲတိုက်ဟိုဒီတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အခါကျတော့ဒီဘက်ကလည်းတနည်းနည်းနဲ့ပြည်သူတွေကအများနဲ့ရုံးကန်နေရလူငယ်တွေဘဝမှာလည်းကိုဖြစ်ချင်တာကတမျိုးဖြစ်နေတာကတမျိုးရင်ဆိုင်နေရတယ်အဲ့လိုမျိုးတွေဆိုတဲ့အခါကျတော့ blog ရေးတော့အောင်မှာရေးတဲ့အခါမှာတော့အဲ့အဲ့ဒါတွေကလွှမ်းမိုးတာပေါ့နော်လွှမ်းမိုးတော့တကယ်ဖြစ်ချင်တာကစာရေးဆရာဖြစ်ချင်တာနော်အမှုပညာသမားဖြစ်ချင်တာဒါပေမဲ့တကယ်တမ်းဖြစ်လုပ်နေရတာတွေအဲ့ဒါတွေမဟုတ်ဘူးပေါ့နော်အခွင့်လည်းအခွင့်လည်းမရဘူးပေါ့နော်အဲ့တော့နိုင်ငံသားရောက်ပြီး blog တွေရေးကြတဲ့အချိန်မှာအဲ့အခွင့်အရေးလေးရလာတယ် ော်ဘလော့ကြည့်တဲ့အချိန်မှာဘာစီလီရေးမှလည်းမရှိဘူးအရင်တော့အကိုတို့ကြပြားတစ်ပုတ်ရေးမယ်ဆိုအခုအခုတော့မလွယ်ဘူးအခုဆိုကိုပါကိုရေးတယ် Facebook ကလည်း what is on your mind ဆိုတော့ရေးထလိုက်တာပြီးရင်တစ်ချက်နေတာနဲ့အဲဟိုအကုန်လုံးကိုပြန်သွားတာပဲအကိုတို့ခေတ်တုန်းကတော့မဂဇင်းတွေမှာပါဖို့သွားရတယ်မဂဇင်းတွေမှာပါပါပြီဆိုရင်မဂဇင်းတက်ရောက်ပြီဆိုအဲဒီဒါတွေကပြရတယ်အပုံလိုက်ကြီးကြပြားစာရွက်တွေကိုကိုကသွားရဲစာရွက်တွေဆိုသူအောက်ထဲထိုးထည့်လိုက်အပြင်ပြောလိုက်သေးတယ်တခါလေဒီမှာတော့အများကြီးတော့ပါဖို့တိတ်မမျောလင်းနဲ့ပေါ့နော် โอเคအဲ့ဒါဒါ editor တွေကိုဖြတ်ရတယ်ပေါ့နော်ပြီးတော့ editor တွေကရွေးပြီဆိုတဲ့အချိန်ကျတော့နောက်တစ်ခုနောက်တစ်ဆင့်ထပ်ပြရတာ CC ရေးဆိုတာရှိတယ်เนาะအဲ့တော့စာပေကင်ပေတိုင်လို့ခေါ်ကြရတယ်ပေါ့နော်အဲ့ကာလာတော့တော့တကယ်ကင်ပေတိုင်နေတယ်လို့ပဲသူတို့ကတော့ဓာတ်တွေဟိုတန်နေတယ်မဟုတ်ဘူးသူတို့ကတော့ဒီ mini တွေနဲ့ပေါ့နော် mini တွေနဲ့ကိုတို့ကပြားတွေစာတွေလူတွေဖြစ်တာပေါ့နော်အဲ့တော့အဲ့အဲ့ကာလာတွေကိုဖြတ်တန်းခဲ့ရတဲ့ဟာနေပြီးတော့ block ခင်မှာတော့စာရေးခွင့်ရတယ်အဲ့တော့ကတော့ကြည်နူးစရာခိုက်တန်းရတော့လေကိုလုတ်ကိုလုတ်ချင်တယ်ကိုယင်တဲ့ဝါသနာတပတ်မှာလုတ်ခွင့်မရတဲ့အချိန်မှာ ဒီ blog ဆိုတာမျိုးပေါ်လာပြီးတော့ online ပေါ်မှာဒီစာလေးစာလေးကဖျားလေးလောလောလတ်ပဲ editor လည်းမရှိဘူးနောက်ပြီးတော့စီစီရေးလည်းမရှိဘဲနဲ့ရေးခွင့်ရနေတဲ့ကာလပေါ့နော်အဲ့အဲ့ကာလတွေကတော့ကို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 ဘဝမှာဂျင်းနေတယ်ပေါ့နော်ဂျင်းနေတယ်အဲ့လိုပဲအဲ့ကိုရေးတဲ့စာလေးကဖျားလေးပြန်ဖတ်တဲ့ဟာမျိုးတွေမှာလည်းစိတ်ဂျင်းထမှုရတယ်ပြီးရင်နောက်တစ်ခုကတော့ကိုဖန်တီးတဲ့အမှုပညာတွေကတူလန်းတူလျှောက်ပြီးတော့တစုံတရာခီးရောက်တယ်ဆိုတော့အခြေအနေမျိုးတွေပြန်ကြားရတဲ့ခါမျိုးတွေမှာလည်း အဲပီတိပေါ့နော်စိတ်ကျေနပ်မှုအဲအဲ့ဒါအဲ့ဒါတော့ဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဒါဆိုကြပြားတွေဟိုလွတ်လွတ်လပ်လပ်ရေးခဲ့ရတဲ့အချိန်ကကိုယ်ပိုင်ရဲ့အကြီးအမှုဆုံးနေပဲဟုတ်ပါဟုတ်တယ်နော်အဲ့ဒီတော့ဆိုလို့ရှိရင်ဒီအာနာသိန်းတဲ့အချိန်မှာအလုံးမဲ့လူငယ်တွေတော်တော်များများပေါ့နော်သူတို့ဆိုလို့ရှိရင်ဒါအနာဂတ်အတွက်ရည်မှန်းထားတဲ့ season တွေ plan တွေအများကြီးပဲပြတ်သွားကြရတာကိုတယောက်တည်းတည်းမဟုတ်ဘူးပေါ့နော်အလုံးမဲ့ဒီလိုမျိုးဖြစ်သွားကြရတဲ့လူတွေကြီးပဲလေဆိုတော့အကိုရောဒီအာနာမသိန်းခင်ကာလမှာအကိုဘာတွေလုပ်နေလဲအကို season လေးတွေရောဘာတွေပြတ်သွားရရှိလဲပြောပြပေးပါဦးရှင့် ရှိတယ်ကျွန်တော်ကအဲ့တော့သိငင်တော့သတင်းတော့ပေါ့မြန်မာတိုင်းမှာပေါ့အဲ့တော့အနာသိပြီးတော့တပတ်လောက်ကြာတော့သူတို့ဟိုဟာသတင်းစာရှင်းလင်းမလုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့သတင်းစာရှင်းလင်းမဘက်ကောက်လုပ်တယ်ကျွန်တော်အယ်ဒီတာတွေရောကျွန်တော်သတင်းတောက်တွေရောပေါ့နော်16ရောပေါ့အဲ့တော့မလုပ်ဘူးမသွားဘူး gate သွားရင်ငါတို့ထွက်မယ်အဲ့တော့သူတို့ကလည်းကျွန်တော်မသွားမှန်းသိတော့နေကန်လှက်တယ်အဲ့တော့ကျွန်တော်တို့ကအဲကျွန်တော်ပရမတ်ဆုံးထွက်လိုက်တယ်နော်ပေါ့နော်အဲ့တော့ထပ်ပါတော့သတင်းတောက်ဘွားပေါ့ ဒါပေမဲ့ဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်လည်းရေးရမသိဘူးကြ။ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံမှာဘယ်သူကဘယ်ချိန်မှာဘာဖြစ်ရမယ်ဆိုတဲ့ဟာကရေးရရမရှိခဲ့ဘူးလေ။ကိုနေဖုန်းတို့လည်းရှိခဲ့တယ်။သူတို့သူတို့လူငယ်ဘဝမှာသူတို့ဖြတ်တန်းကျွန်တော်လည်းဆယ်သူကအတအများကြီးကြီးတယ်ဆိုတော့အဲ့တော့သူတို့လူငယ်ဘဝမှာသူတို့ဖြတ်တန်းမှုတွေရှိတယ်ပေါ့နော်။အဲ့တော့ဘာကြီးဖြစ်ရမယ်ဆိုပြီးတော့သူတို့ရည်မှန်းချက်တွေရှိခဲ့လိုက်မယ်။ဒါပေမဲ့သူတို့ဖြစ်လာခဲ့လားဆိုတော့ကျွန်တော်ထင်တယ်80%ခန့်လောက်သူတို့ဖြစ်ဖို့မရှိဘူးပေါ့။ကျွန်တော်လည်းဒီလိုပဲပေါ့နော်။ကျွန်တော်က အဲကျွန်တော်ဆယ်တန်းအောင်မရှိခဲ့တာပေါ့နော်။ဘာလို့ကျွန်တော်2000လုံးမှာအခြေစိုးကြတဲ့ချိန်မှာကကြတော့ကျွန်တော်ကအပြင်မှာဆောင်ဝဲဖြည့်သွားတာပေါ့နော်။ဖြည့်ပြီးတော့အခြေစိုးကြသွားတယ်။အဲ့မှာကျွန်တော်အခြေစိုးကြတော့ဆယ်တန်းအောင်ကျွန်တော်ဆက်ပြီးတော့ဟိုမတက်လိုက်ရပေါ့နော်။ကျောင်းဆက်မတက်ရဘူးပေါ့။ပြန်ထွက်လာတော့လည်းကျွန်တော်မတက်ဖြစ်တော့ဘူးပေါ့။ဆိုတော့လူငယ်ဘဝရဲ့ဟာကဘာဖြစ်မလဲဆိုတဲ့မျှော်လင့်ချက်ကကျွန်တော်တို့နိုင်ငံမှာရှိဦးပြကျွန်တော်ထင်တာတော့ဘာလို့လူငယ်တယောက်အနေနဲ့ဘေးဘေးမှာဘာလုပ်ရမလဲဘေးဘေးမှာဘာဖြစ်ရမလဲဆိုတဲ့ရည်မှန်းချက်ကကျွန်တော်နိုင်ငံတော်တော့ ျွန်တော်လူငယ်တွေတော့တိတ်တော့ခွင့်ခါမတင်ဘူးလို့ထင်တာပဲလေ။ဘာလို့ဖြစ်နေတဲ့ပုံစံတွေအဲ့လိုမှမဖြစ်လာခဲ့တာ။အဲ့တော့ကျွန်တော်လည်းအဲ့ချိန်မှာဘာဖြစ်နေမလဲ။အခုဘာဖြစ်နေလဲဆိုတာရှင်ထိုးပြီးပြောပြဖို့တော်တော်ခက်တဲ့ကိစ္စပဲဟုတ်။ကိုရိုနီယောဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒီ PPTV ကလုတ်တဲ့ဒီຫນွေဥမှန်ကူကွက်များမှာလည်းဟိုအများကြီးတွဲပြီးတွေးရတယ်เนาะပြီးတော့ဟိုဂျွမ်းတက်ကြားထားတာဒီ2003ဒီဒီဘင်းရေးခင်းမှာလည်းကိုရိုနီယောစုံခဲ့တာဆိုတော့အဲ့ဒီအကြောင်းလေးတွေရောပြန်ပြောင်းပြောပြပေးပါအောင်ဟုတ် ခုနကကိုအောင်လုံးပြောတဲ့ဗါ2003မှာကိုအောင်လုံးကပါဆက်ဆက်တန်းဆက်တန်းချိထားဆက်တန်းအဲ့အချိန်မှာကျွန်တော်ကအဲ့တုန်းကဟိုဟာ R&D ပေါ့နော်ဒီစက်မှုတက်ကိုကျွန်တော် final year အဲ့အချိန်မှာသူနဲ့ကျွန်တော်နဲ့စုံစုံတာပေါ့စုံတယ်ဆိုမမြင်လိုက်ပါဘူးနောက်မှနောက်မှပြန်သိတာပေါ့အဲ့အချိန်မှာပါလို့ဆိုခုနကအန်ဒီတို့ကဒီ CEO ရင်းခီးစင်နဲ့ဒီဘဲရင်ကိုရောက်နေတဲ့အချိန်မှာကျွန်တော်ကအဲ့ဒီ channel 54 channel ပေါ့နော် အခုမှဟို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 ပဲလာလူနေတဲ့ channel ပေါ့နော်အဲ့ဒီ channel မှာကျွန်တော်တို့ကလုံုံရေးယူရတယ်ပေါ့နော်ခီးစင်မှာပါမှာတော့ကျွန်တော်လုံုံရေးယူတယ်အဲ့ညပဲအဲ့ညပဲအမှကျွန်တော်အဲ့တော့ radio kit ပြာနော် radio kit radio လေးနားထောင်တဲ့အခါမှာဟိုမှာ andy ကိုဝင်စီးနေပြီအာဘလူတွေအာဘလူတွေပါတွေထိုးတယ်ရိုက်တယ်တတ်တယ်ပေါ့နော်ဘသူတော့တေသွားပြီဘသူကတော့ပွဲချင်းပြီးပဲအဲ့ဒါကြီးကတောက်လျှောက်ဝင်နေတာဝင်နေတော့ကျွန်တော်တို့ကအဲ့မှာတညာလုံးအိတ်မရအောင် အဲ့မရပဲနဲ့ကျွန်တော်တို့ကတော့တချင်းအန်တီကိုဒီ54လေးကိုပြန်ပို့မယ်လို့ထင်တာပေါ့နော်ဒါပေမဲ့တို့မပို့မပို့ပဲနဲ့နောက်နေ့မနေ့တည်းလေ AC ပဲကျွန်တော်တို့ဒီတိုင်းပဲထားထားတယ်ထားပြီးတော့အန်တီတို့ကိုချားနေရခေါ်သွားတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ကဟိုပါပေါ့ကျွန်တော်ဂျူတီချိန်ကပြည့်တဲ့ချိန်အဲ့ဒါကျွန်တော်အခုအဲ့အဲ့ရခေါင်းဆောင်ကျွန်တော်ထွက်တော့မယ်ဆိုမဟုတ်လေလူလဲလာမှထွက်လို့ရမယ်ပေါ့နော်ဘာလို့လူကအပြည့်ရှိနေဖို့လူအဲ့ဒါနဲ့ကျွန်တော် OK စောင့်လဲဆိုတော့သူတို့ရောက်လာကိုကလုံးနဲ့နောက်တစ်ယောက်နဲ့လာမသိရောက်လာပြီးတော့အဲသူတို့ရောက်တဲ့အချိန်မှာသူတို့ရောက်မှကျွန်တော်က အဲ့ဒါထွက်တာပေါ့နော်အဲ့ဒါကတော့နှစ်ထောက်သူကတော့ကန်ဆိုးစွာနဲ့ဆယ်တန်းမှာသူကအဲ့မှာပိတ်မိွာကျွန်တော်ကတော့ကန်ကောင်းစွာနဲ့အဲ့အဲ့အဲ့မှာသာကျွန်တော်ပိတ်မိရင်ကျွန်တော်ဘွဲရမှာမဟုတ်ဘူးဒါလားအဲ့မှာကျွန်တော်အဲ့လိုမျိုးကိုအောင်လုံးလို့ဝင်လာလို့ကျွန်တော်ထွက်အပြင်ထွက်ခွင့်ရတယ်ကျွန်တော်လည်းထွက်ပြီးနောက်နာယီပိုင်းတည်းမဲ့သူကချိတ်ပိတ်လိုက်ကိုအဲ့အဲ့အိမ်ကြီးကိုအဲ့တဲမှာသူတို့ပိတ်မိသွားအကျွန်တော်ကတော့အဲ့မှာကံကောင်းဆောင်နဲ့ကျွန်တော်ဘွဲအဲ့ final year ကိုဆက်တက်ပြီးကျွန်တော်ဘွဲရသွားတာပေါ့နော်အဲ့တော့နိုင်ငံရေးအာနိုင်ငံရေးလုပ်တဲ့လူငယ်တွေထဲမှာတော်တော်များများကကိုအောင်လုံးပြောတာလည်းဆက်ဆက်လို့လေ အဲ့လိုမျိုးအတန်းပညာတွေဆိုလည်းအဲ့လိုဟိုတဝက်တစ်ပြက်နဲ့ထောင်ကြတာတွေတဝက်တစ်ပြက်နဲ့ပိတ်မိတာအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့လိုဘွဲတွေဆိုလည်းအတိုင်းပဲနော်အဲ့တော့ဟိုကျွန်တော်ကတော့လည်းထူးကြတယ်ခုနကကန်ကောင်းတာပေါ့နော်ဆိုတော့97တော့လည်းအတိုင်းပဲကျွန်တော်7တန်းဖြည့်တဲ့နေမှာ97မှာလှဲတန်းမှာရေခင်းဖြစ်တဲ့ကာလအဲ့တော့လည်းကျွန်တော်တို့7တန်းကျောင်းသားအနေနဲ့ကျွန်တော်ဝင်ပါခဲ့တယ်ပေါ့နော်အဲ့တော့လည်းအဲ့လိုပဲလှဲတန်းမှာပိတ်ပြီးဖမ်းအခုပြအရင်အရင်ပြောကြကောင်းတဲ့လှဲတန်းပြီးပွားရင်အဲ့တော့ကတော့တကယ်တက်ကွင်းပဲ နော်အဲ့အဲ့လေးဘက်လေးတန်းဟန်နေကားတွေနဲ့ဟိုဖြစ်ပြီးတော့မိသားပါတွေနဲ့ထိုးပြီးအဲ့တော့ကလည်းကန်ကောင်းပြီးကျွန်တော်တို့လွတ်သွားတော့နော်ပြေးတာလွတ်သွားတော့အဲ့တော့ကလည်းကန်ကောင်းပြီးဆယ်တန်းအောင်လေ2003မှာလေကန်ကောင်းပြီးပွဲရပါတယ်အဲ့တော့နိုင်ငံရေးသမားတွေမှာကန်ကောင်းပြီးတော့ဒီကိုရောက်ကန်ကောင်းလာကန်ဆိုးလာတော့မသိတော့ပါဘူးโอเคဆိုတော့နှစ်ယောက်စလုံးပါပေါ့เนาะဟိုတစ်ဖက်မှာနိုင်ငံရေးကိစ္စတော်လိုင်းကိစ္စကြီးလုံးနေနေတစ်ဖက်ကဒီအမှုပညာကဗျာရေးတာစာပေရေးတာတွေကလည်းလုံးဝမရက်တန်သွားဘူးပေါ့เนาะအဲအကောင်လုံးဆိုရင်သတိထားမိတာ9တန်းနေရာစာရေးရ ဟုတ်ကျွန်တော်ခဏတန်းလောက်တည်းပြီးတော့အခုချိန်ထိလည်းဒီကွန်လွန်ရဲ့ YouTube မှာဆိုလို့ရှိရင်တင်တဲ့အမှုပညာတွေကဟိုအရန်ကိုခန်းစားလို့တိမ်မွေတော့မယ်စာရီဖတ်ပြတာကြပြားရီဖတ်ပြတာရာလीဆိုတော့အဲ့လိုမျိုးဒီလိုအခက်ခဲတွေကြားရတဲ့နေမှာကိုယ့်ရဲ့ဖန်တီးမှုတွေကဒါလက်ရှိဖန်တီးထားတဲ့အစ်စ်တွေကိုတင်နေတာလားဆိုတော့အဲ့ဒီဒါတွေကတကယ်အစ်စ်တွေဖြစ်နေရဆိုလို့ရှိရင်ဒါဘလို့မှုသွင်းလဲအဲ့ဒီအကြည်တက်တွေရအောင်ဘလို့လုပ်လဲပေါ့နော်ကျွန်တော်တင်တယ်ဗျကျွန်တော်တို့မှာ နုပညာဖန်တီးတဲ့လူတော်တော်များများပါเนาะကျွန်တော်တို့ကြတော့နုပညာသမားလို့ခေါ်ထိုက်သေးတဲ့လူတွေမဟုတ်သေးဘူးပေါ့เนาะကျွန်တော်တို့အဲ့အဲ့ဒါကိုကျွန်တော်ဝန်ဆက်မှုအတွက်စူးစမ်းနေတဲ့လူတွေပေါ့ဒါပေမဲ့ကျွန်တော်တို့မှစိတ်နှမျိုးရှိတယ်ပေါ့เนาะတခါကြကြလို့ရှိလို့ရှိရင်ကျွန်တော်တို့ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါတွေရှိတယ်ပေါ့เนาะကျွန်တော်တို့မိသားစုဘဝတွေနောက်တစ်ခါကျွန်တော်တို့ရဲ့အနာဂတ်တွေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့အများကြီးပေါ့เนาะအဲ့ဒါအခါတွေမှာကျွန်တော်တို့မှာ strategy ဖြစ်တယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့လုံးဝမဲ့အလုပ်တွေရှိတယ်နော်ပုံမှန်လုပ်နေတဲ့အလုပ်တွေရှိတယ် အဲ့ပုံမှာကျွန်တော်တို့ကိုဒီဘက်မှာစိတ်ဖိစီးသွားပြီဆိုဟိုဘက်မှာကျွန်တော်တို့ရော့ရော့ကြော့သွားမယ့်အနေအထားရှိတာ哦အဲ့တော့ဖိတဲ့စိတ်ဖိရဲ့အချိန်မှာကျွန်တော်တို့နိုင်ွက်လားတနားရီလားနှစ်နာရီလားသို့မဟုတ်တစ်ရက်လားတစ်ပတ်လားအဲ့မှာကျွန်တော်ပြင်းပြင်းထန်ထန်ခံစားရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဟိုဘက်မှာတော့ကျွန်တော်တို့တာမန်လူတယောက်လို့ပဲဘာမှမဖြစ်သလိုပဲကျွန်တော်တို့ရက်တည်ရတာ哦အဲ့တော့အဖျားကြီးတဲ့စာရေးတဲ့ဆိုလည်းဒီဒီလိုပဲပေါ့နော်အဲ့တော့ကျွန်တော်တို့အဲစိတ်ထဲမှာအရန်ကြည်ကွဲလာတဲ့အချိန်မှာထွက်လာတဲ့ကြပြားတွေကជីជីကွက်ကွက်တွေပေါ့နော်အရန်ပြင်းထန်တဲ့အချိန်မှာပောက်ကွဲနေတဲ့အချိန်မှာ အဲဆဲဆိုကျင်နေရတဲ့အခါဒီမှာထွက်လာတဲ့ကြပြာတွေကဆဲဆန်ဆူဆန်နေပါတာပေါ့နော်အဲ့တော့ဟိုခံစားမှုအလျောက်ဖြစ်ပေါ်လာတဲ့ဟာတွေပေါ့နော်ဒါပေမဲ့တချို့ဟာတွေကြတော့ကျွန်တော်တို့ရန်ပြင်းတဲ့ဟာတွေကြတော့လိုင်းမမတင်ဘူးပေါ့နော်အဲကိုယ့်ကိုယ်ပဲ only me ထားလိုက်ထားလိုက်တယ်မထားရင်တစ်ချိန်ကျရင်မှတ်တမ်းနေနေပဲထားလိုက်တယ်ပေါ့အဲ public မှာကြတော့ကျွန်တော်တို့အစဉ်ပြေလောက်တဲ့ဟာမျိုးလေးပဲအဲအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ ဆိုတော့လေနိုင်ငံရေးသတင်းစကားဝိုင်းနေလဲအများကြီးပြောရတယ်ပေါ့နော်ကိုနေဖုံးလဲဆိုလို့ရှင်အကိုဆိုလို့ရှင်ရောဒါဒီကြပြာရည်တဲ့အခါမှာအကိုရဲ့မှုပေါ့နော်အကိုဘလိုမှုဆွင်းလုပ်လဲဘာလို့ဆိုတော့အကိုဆိုလို့ရှင်ဒါအကြီးအများကြီးပြောရတဲ့လူတယောက်ဖြစ်တယ်အမြဲတမ်းဒါပေါ့နော်တွေးတောနေရတဲ့လူလည်းဖြစ်တယ်ဆိုတော့ဒါကဟိုကြပြာရည်တဲ့ line နဲ့ဒီနိုင်ငံရေးကိုသွားတဲ့ line ဆိုတော့လုံးဝတသက်စီပဲပေါ့နော်အကိုရဲ့အကြီးတက်ကိုအကိုဘလိုဒီစိတ်အားရောဘလိုတွေယူလဲဒါလေးလည်းအကိုလည်းပြပြပေးပါဟုတ်တယ်အဲ့ဒါကဟိုအခုတောင်းဝန်ယူထားရတာလည်းဒီကနာဝင်းကျုံပြောရေးဆိုခွင့်ရှိတယ်ပေါ့ ူကမှကြပြရေးရဆိုတာတော့ကြပြရေးတဲ့သူအဲ့နှစ်ခုကလုံးလုံးကြီးဆန့်ကျင်တယ်ဗျာဘာလို့လဲကြပြရေးတဲ့သူကဟိုကျွန်တော်တို့ဟိုဟိုပေါ့ censorship မရှိရဘူးဟို self censorship တောင်ကျွန်တော်တို့ကမရှိရဘူးဗျာတိတာမရှိဘူးကိုကိုဘာတွေရှင်တိုင်းမှာနှလုံးသားနဲ့လက်ကိုတိုက်အချိန်ပေးလိုက်တာဗျာခေါင်းထဲကနေဒါတွေရေးတဲ့မရေးတဲ့ပြောပြောတဲ့စဉ်းစားရင်အဲ့ဒါကဟိုကျွန်တော်တို့ကျွန်တော်တို့နားလဲတာတော့ဒါအမှုပညာဖြစ်မှုကိုဒါအနှောက်အယှက်ဖြစ်တယ်ပေါ့နော်ဖြစ်တော့အဲ့ဒါက ျွန်တော်ကအလုံးကနှလုံးသားနဲ့လက်နဲ့ဒါအခုကျွန်တော်ပြီးပုံနေပေါ့နော်တခါတည်းချိန်ပြီးတော့အဲ့ရင်ထဲကခံစားချက်တွေကိုစကလုံးအဖြစ်နဲ့ပြောင်းပြစ်တာပေါ့နော်အဲဒါပေမဲ့ဒီဘက်မှာအခုတောင်းယူနေရတဲ့ဟာတော့အဲ့လိုမရဘူးနော်ကိုပြောချင်တာပြောလို့မရဘူးကောင်းတဲ့မှာစဉ်းစားဒီစကားတကွပြောမယ်ဆိုရင်ဘယ်လိုရောက်သွားမှာလဲအဲ့တော့ကိုပြောတဲ့စကားတွေကအစိုးရရဲ့မူဝါဒအနေနဲ့ကိုက်ညီရလားဒေါ်လာရေးကိုဘယ်လောက်ထိကိုက်မှာလဲအစားသဖြင့်ပေါ့နော်အဲအဲ့အရာမျိုးတွေပေါ့အဲ့တော့ကျွန်တော်တို့အဲတော်တော်လေးတော့အဲ့နှစ်ခုကိုလေပိုင်းခြားတာတော်တော်တော့ခက်ပါတယ်နော် တော့ဘာလို့တစ်ဖက်ကို off လုပ်တစ်ခါတစ်ဖက်ကို on လာကိုစိတ်စိတ်ကိုကိုနေဖုန်းလိုက်အောင်တော့ကလို right brain left brain အလုပ်လုပ်နေရမှာကျွန်တော်တို့မြေကလုတ်လို့ပဲတကကြရင်အဲ့ကြတော်တော်တော့ခက်တယ်တကကြရင်ဒီဘက်ကကိစ္စတွေကိုလုံးဝ off လိုက်ရတယ်အဲ့ဒါမှပဲဒီဘက်ကအမှုပညာတို့ပြောတဲ့ကြပြာတို့ဆိုတာကတကယ်ကိုဘာမှမပါပဲနဲ့ထွက်လာမှာလေနှုတ်မဆိုရင်ရောထွေးနေအဲ့ကောင်ကလည်းဒီအမှုပညာဖြစ်မှုအားနည်းသွားတာပေါ့နော်အဲ့တော့အဲ့ကြောင့်မို့အခုလည်းအခုနောက်ပိုင်းဆိုရင်ကြပြာတပုတ်တို့ထွက်ဖို့တော်တော်အချိန်ယူရတယ် ဘာလို့လဲဆိုတော့အဲ့အဲ့ဒီဟာကအဲ့နှစ်ခုကိုအစိမ့်နှစ်ခုကိုအဲ့လိုခွဲထုတ်ဖို့ဆိုတဲ့ကိစ္စထင်တယ်လို့လွယ်မနေဘူးဘာလို့လဲဆိုတော့အကုန်လုံးတည့်ရတိုင်းဒီနိုင်ငံဒီနိုင်ငံမှာဖြစ်ပြနေတာကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာဖြစ်ပြနေပြန်ဖြစ်ပြတယ်ဗျာကဲဒီကာလဆိုလည်းဘုံတွေကျဲပြန်ပြီနော်တေကြကြေကြပြန်ပြီအဲ့ဒါတွေအကုန်လုံးက blind မတင်လို့မရတဲ့ပုံတွေရဆိုကျွန်တော်တို့ရှိကိုတောက်လျှောက်ရောက်လေဗျာမြင်နေရတယ်မြင်နေရတဲ့အခါမှာအဲဒါတွေအကုန်လုံးနဲ့ပတ်သက်တဲ့ကိစ္စနောက်ပြီးခုနကပြောအချင်းချင်းကွဲကြပြဲကြတာတွေ နော်ဒါတွေကလည်းရှောက်ရှောက်ရှောက်ရှိနေတယ်။နောက်ပြီးဒီဘက်မှာပြောဟိုဟိုဝင်းကြီးကျုံဆိုတဲ့အုတ်ထုတ်ကြီးနဲ့ပြောရဆိုရတာတွေအဲ့ဒါတွေအကုန်လုံးဟိုဟိုမီးပိတ်လိုက်တာနှိမ့်လိုက်ရင်ပိတ်သွားမှာ။ဒါပေမဲ့အဲ့ဒါကြီးကဒီလိုကြီးချက်ချင်းပိတ်လို့မရဘူးပြောတာ။မရတဲ့ခါကျတော့တခါကျရင်အဲ့ကောင်ပိတ်ဖို့တော်လုပ်ယူရတာရှိတယ်။ပြီးရင်ဒီဘက်ကဟာကိုပြန် on ရတာ။ဒီဘက်ဟာလည်းချက်ချင်း on လာချက်ချင်းမပွင့်ဘူး။အဲ့လိုအဲ့တော့အရန်တော့နဲသွားအရင်တော့ဆိုကျွန်တော်အရင်စာရည်တော်ရေးပြတယ်အခုနောက်ပိုင်းစာတပုတ်တို့ရေးတဲ့အခါမှာတော့အဲ့ကွနကပြောတဲ့စိတ်နှစ်ခုရဲ့ အဲဒီခွဲချမ်းမှုကနည်းနည်းလေးအခက်အခဲတွေ့ရတဲ့အခါမှာတခါကြတော့ကျွန်တော်အဲ့စာရေးတိတ်မရေးဘူးဒါပေမဲ့အဲ့လိုအရန်လာလာထိတဲ့ဟာရှိတယ်အဲ့ကောင်ကြတော့တချို့အပြစ်ပြက်တွေဗျာကျွန်တော်ဟာကိုလာလာထိတာရှိတယ်နော်အပြစ်ပြက်တွေကိုကျွန်တော်နဲ့ရင်းနေတဲ့လူတရားရောက်အဲကျွန်တော်တို့ကြာသွားတာမျိုးတွေနောက်ပြီးဓာတ်ပုံလေးတပုံဖြစ်ဖြစ်ပေါ့နော်အဲဒါမျိုးပြီးခဲ့တဲ့ရက်ပိုင်းဆိုရင်အဲကျွန်တော်တို့ကလေးကလေးလေးတယောက်ကိုဒါလက်နက်ကြီးထိပြီးတော့ဒါသူ့အမေကပွေ့ပြီးတော့သွားတဲ့ဟာမျိုးတွေဒါရီဆိုရင်ချက်ချင်းကိုလာပြီးတော့ ထိတာပေါ့နော်ထိတဲ့ခါကျရင်အဲ့ခါကျတော့ကျွန်တော်တို့ကခုနကပြောဒီဟာနဲ့ပတ်သက်တဲ့ခံစားချက်တွေကတော့ဒီဒီဘက်မှာဟိုစကလုံးနေနေနဲ့ပြန်ပြီးတော့ထွက်လာတာမျိုးရှိတာပေါ့နော်အဲ့လိုအခြေအနေကိုအရာအမိဖမ်းရတာပေါ့နော်ဖမ်းပြီးတော့မှကျွန်တော်တို့ကြပြားတွေဖြစ်လာတယ်အဲစာတွေဖြစ်လာတယ်ပေါ့ဟုတ်ဟုတ်အဲ့လိုမျိုးအလုံးရှုံနေတဲ့ဂျားတွေကနေမှလေဒီကြပြားတွေအဲ့လိုခုနလိုပေါ့နော်ခန်းစားချက်ရင်ထဲကိုရောက်သွားတဲ့ဖြစ်ရက်တွေကိုအဲ့လိုမျိုးမှတ်တမ်းတင်ဖို့အဲပြီးတော့စာတစောင်ရေးဖို့အတွက်တွေ ကိုအချိန်ပေးပြတာဘာကြောင့်လဲပေါ့နော်အဲ့လိုလုံးလိုက်ခြင်းအဖြစ်အကိုတို့အတွက်ဘလို့စိတ်ကုစားမှုတစ်ခု ဖြစ်သလားအဲ့ဒါလေးလည်းပြောပြပါအဲ့အဲ့လားတော့ဗျာကျွန်တော်ခံယူတာကတော့လေဟိုကျွန်တော်တို့ကြပြတပုတ်ရေးတယ်ဆိုတာဘာဘာဖြစ်ရှင်လို့မှမဟုတ်ဘူးတိလာဟိုသူ့ဘာသာသူဟိုလူကောင်းလေ organic ပေါ့ဗျာနော် organic ဒီဒီအပင်ဒီဟာဟိုမျိုးစေ့တစ်ခုကိုကျွန်တော်တို့ချလိုက်တယ် ပြီးရင်အပင်လေးပေါက်လာပြီးတော့အဲ့အဲ့အပင်ကနေအပွင့်ပွင့်နေအတီးတီးတယ်ပေါ့နော်ဒီသဘောပါပဲခံစားချက်တစ်ခုဝင်လာတဲ့အခါမှာဒီကြပြာကြပြာဆိုတဲ့ဟာကဟိုအတင်းညှက်ထုတ်လင်းလည်းမဖြစ်ဘူးနောက်ပြီးတကယ်ဖြစ်လာတာကလည်းသူ့ဘာသူငါဘာအတွက်တို့ဘာလို့ဆိုတော့နောက်ပြီးစိတ်ဖိစီးလို့စိတ်ထွက်ပေါက်ရပါသည်ဆိုတဲ့ပုံစံမျိုးနဲ့ရေးတာမျိုးလည်းမဟုတ်ဘူးဒီလိုပဲအဲ့ဒါအလိုလိုဖြစ်သွားတာဖြစ်သွားပြီးတော့ကြပြာတစ်ပုတ်ထွက်လာတယ်ပေါ့နော်ထွက်လာတယ်စာတစ်ပုတ်ထွက်လာတယ်ပြီးရင်လည်းတခါတခါကြာရင်လည်းကျွန်တော်ကျွန်တော်စာရေးဘူးတယ်ကြာဟိုစာရေးသူမှလွတ်လပ်ခွင့်ရှိတယ် အဲ့လိုပဲစာဖတ်သူမှလည်းလိုလက်ခွင့်ရှိတယ်ဘာလို့လဲဆိုတော့ငါဒါရေးတာเนาะညီမအဖတ်ပြီးတော့ညီမကျွန်တော်ပြောတဲ့စကားအတိုင်းဟိုဆိုလိုရင်းကိုပဲညီမသဘောပေါက်အောင်ပဲဆိုတာမရှိဘူးဟိုဖတ်တဲ့သူကသူ့ရဲ့လိုလက်ခွင့်နဲ့သူခံစားပြီးတော့သူကိုပေးတာမဟုတ်တဲ့ဟာတစ်ခုလည်းရသွားနိုင်တယ်အဲ့တော့စာရေးသူမှလည်းလိုလက်ခွင့်ရှိတယ်စာဖတ်သူမှလည်းလိုလက်ခွင့်ရှိတယ်နောက်တစ်ခုကအမှုပညာပစ္စည်းကိုယ်တိုင်မှလည်းလိုလက်ခွင့်ရှိတယ်ဗျဟုတ်ကဲ့ဟောတခြားကကြာရင်ကျွန်တော်တို့ဖန်တီးတဲ့အမှုပညာကျွန်တော်တို့ဖန်တီးတဲ့ အပိုင်းစာတစ်ခုခုပေါ့ကြပြားတစ်ပုတ်လည်းဖြစ်ကောင်းဖြစ်မယ်တခြင်းတစ်ပုတ်ဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လည်းစာတစ်ပုတ်ဖြစ်ကောင်းဖြစ်မယ် तू ကသူ့ဘာသာဆိုလွတ်လွတ်လပ်ထွက်သွားတာရှိတယ်ကျွန်တော်တို့ဘယ်သူမှမမျှော်လင့်ထားတဲ့အဟိုဟာမျိုးပေါ့နော်ဟိုပို့ပြီးတော့ရောက်သွားတာမျိုးနော်သူ့လမ်းကိုသူထွက်လျှောက်သွားတာမျိုးဒါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်ဟိုခုနကမေးခွန်းဖြေရရင်တော့ကျွန်တော်တို့ကြပြားရေးတယ်ဟိုအနုဟိုတခုခုလုပ်တယ်ဆိုတော့ဟိုဘာဖြစ်ချင်လို့ဆိုတာမျိုးဆိုတာထက်ဒီတိုင်း organic အရာဟိုဖြစ်လာတယ် အဲခန္ဓာကြက်တွေကိုထုတ်ကြည့်တယ်ပြီးရင်အဲ့ဖြစ်လာတဲ့အနုပညာပစ္စည်းတစ်ခုခုကလည်းသူနည်းသူမှန်နဲ့ဟိုဖြည်းတစ်ခုကိုသူ့ဟာသာသူရှောက်တယ်ဆိုတော့ပုံစံမျိုးအဲ့ဒါကတော့ကျွန်တော်ကျွန်တော်ခံယူရတဲ့ခံယူချက်ပေါ့နော်ဒါပေမဲ့ဒါတစ်ဖက်မှာတော့ဘာရှိလဲဆိုတော့ဒီလိုအဲ့လိုကိုကိုရေးထုတ်လိုက်တဲ့ဒီအနုပညာပစ္စည်းတစ်ခုကပြားတစ်ပုဒ်ကသူခီးရောက်တယ်ဆိုရင်အဲ့အဲ့ပုံမှာကျွန်တော်တို့ပီတိခံစားရတာလေအဲကျွန်တော်တို့ဒီအစိတ်ကျေနပ်မှုကြီးတာတွေကတော့ရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါတွေရဖို့ဒါလောက်တာမျိုးတော့မဟုတ်ဘူးပေါ့ အခုပြောတာလေးတော့ဟိုဟာနည်းနည်းဖြည့်ပြီးတော့ပြောချင်တာကျွန်တော်ကျွန်တော်ကြတော့မြင်တာတမျိုးပြအခုအခုမြင်တဲ့ဟာလေးကျွန်တော်နည်းနည်းလေးခေါင်းထဲမှာသွားလင်းသွားတာအဲကျွန်တော်တို့အမှုပညာပစ္စည်းတစ်ခုပေါ့နော်ကြပြတဲ့ဘုတ်ပဲဖြစ်ဖြစ်စားတဲ့ဘုတ်ပဲဖြစ်ဖြစ်တချင်းတဲ့ဘုတ်ပဲဖြစ်ဖြစ်ပေါ့အဲ့ဒါအဲ့ဒါကျွန်တော်ဘယ်လိုသွားမြင်လဲဆိုတော့ကျိုးတစ်ချောင်းနဲ့တူတယ်ပဲဆိုတော့အဲကျိုးတစ်ချောင်းမှာ သုံးလုံးတင်ရတာကိုသုံးလုံးတင်မှာကျိုးလို့ခေါ်တာကိုအဲ့တော့ဖန်တီးတဲ့သူကဖန်တီးလိုက်တဲ့ကျိုးတစ်ချောင်းရှိမယ် ောက်တစ်ခါဖတ်ရှုတဲ့လူကခံစားတဲ့လူကနားထောင်တဲ့လူကခံစားမှုကြိုးတကြိုးရှိရယ်ဗောနော်ပြီးတော့အဲ့ကြိုးနှကြိုးအပြင်ကိုအနုပညာဖန်တီးသူရဲ့ဆက်ဆက်နေတဲ့ခံစားသူကလည်းနောက်တစ်ခါပုံရိပ်အောင်တစ်ခုဖန်တီးရတယ်အဲဆိုလိုတာကျွန်တော်တို့ကဗျာတစ်ပုဒ်ကိုဖတ်လိုက်တဲ့အခါမှာဒီကဗျာရဲ့အကြောင်းအရာကိုကျွန်တော်တို့နားလည်လိုက်တယ်ဗောနော်ရေဘူးရတော့ကျွန်တော်နားလည်လိုက်တယ်ဒါပေမဲ့တကယ်ကိုကြိုက်သွားပြီးတကယ်နှစ်သက်သွားပြီးဆိုအဲ့ကဗျာရဲ့အကြောင်းအရာကိုနက်နက်နဲနဲလိုက်ပြီးစဉ်းစားတော့တာဗောစဉ်းစားတဲ့အခါမှာသူပုံရိပ်အောင်တစ်ခုသူဖန်တီးရတယ်ဗောအဲ့တော့အဲ့ဒါလည်းကြိုးတစ်ချောင်းပဲဗောအဲ့တော့ ဘယ်အရာဝတ္ထုပဲဖြစ်ဖြစ်တခြင်းပဲဖြစ်ဖြစ်ကဗျာပဲဖြစ်ဖြစ်စာပဲဖြစ်ဖြစ်အဲသုံးမျိုးလိုတယ်ပေါ့နော်အဲ့တော့ပုံရိပ်ရောင်တစ်ခုကိုကျွန်တော်တို့ကဖန်တီးရတယ်ဖန်တီးပြီးတော့မှအဲ့ပုံရိပ်ရောင်ဆွဲသွင်းရတာကိုဆွဲသွင်းပြီးတော့မှအော်သူဒါကိုပြောတာပါလားအဲ့တော့တေချာတာကဖန်တီးတဲ့သူရဲ့90ရာခိုင်နှုန်းတော့သူမိကျင်မှမိလိုက်မယ်တခါတလေကြောက်ချင်ရင်ဆိုအခုပြောသွားတာလေကျွန်တော်နည်းနည်းတော်ပြီးတော့မြင်သွားတာပေါ့ကျွန်တော်ကဗျာရေးတဲ့အခါမှာတခါကျရင်အဲကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်တို့ဟိုအငားဇံဝင်စားတယ်လို့ခေါ်ပါပေါ့နော် ကိုမတိလိုက်တဲ့စစ်ခံစားချက်ကြီးကတအားကြီးဖြစ်နေတဲ့အချိန်မှာဒါမဲ့ဒီစကလုံးတွေကငါရေးမယ်လို့ရည်ညွှန်းတာတာမရှိဘူးမှတ်ထားတာတေးထားတာမရှိဘူးဒါမဲ့စာရွက်နဲ့ပေါ်ပြီးသုံးဖို့ဖုန်းကိုကန်လဲတယ်ဒါမှမဟုတ်လက်တော့ကန်လဲတဲ့အချိန်မှာအဲ့စစ်ခံစားချက်ကဖြစ်လာတယ်ဖြစ်လာတဲ့စစ်ခံစားချက်ကိုနှိုးဆွတယ်သူကသူအော်သူအလုပ်လုပ်တယ်ပေါ့နော်အဲ့တော့ဒီမှာကိုမတိလိုက်ဖြစ်နေတဲ့ကြပြတပုတ်ခံစားမှုတစ်ခုရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကဘယ်နေရာမှာသွားကွာလဲဆိုတော့ဖန်တီးမှုဆိုတော့အခုပြောသွားလို့မျိုးပေါ့ကြပြတပီထွက်လာဖို့အရန်ခက်ခဲတယ်ဆိုတော့ နောက်မှညတော့ဟုတ်တယ်ကျွန်တော်တို့ခက်ခဲလာတယ်ဗောနော်ခက်ခဲလာတယ်ဆိုတာမစစ်မှန်မပြီးကျွန်တော်တာဗောနော်အဲ့တော့စစ်စစ်မှန်မှန်ပြီးကျင်တယ်ဆိုလို့ရှိရင်သိကြတယ်တပုတ်ရောက်လဲကျွန်တော်ဘယ်လောက်ကြာမလဲမသိဘူးဗောနော်တချောင်းရောက်တော့တခါကျညံခက်ခဲတယ်ဗောအဲ့တော့စစ်မှန်တဲ့အရာတစ်ခုတပုတ်ထွက်လာပြီဆိုလို့ရှိရင်လဲသိကြတယ်အဲ့ဒါလည်းထိထိရောက်ရောက်တယ်ဗောနော်ဖက်ရှူတဲ့လူကိုအဲ့တော့ကျွန်တော်နေနာတော့အဲ့လိုတုံးတုံးကျိုးပဲကျိုးတချောင်းလည်းကျွန်တော်မြင်တာဗောဟုတ်ဆိုတော့နှစ်ယောက်စလုံးကတကယ်ဟိုစာပေအမှုပညာအတွက်ဝင်းခွာလာတယ်လို့ပဲပေါ့နော်ဟိုနှလုံးသားနဲ့လက်နေကဒါအလိုလိုကို လုတ်အလုတ်လုတ်တဲ့ပုံစံမျိုးပေါ့နော်ကျတော့အကုန်လုံးကကိုယ်တိုင်ရေးထားတဲ့သချင်းတွေလည်းရှိတယ်ဆိုတော့အခုပရိသတ်တွေကိုဒါကြပြားရေးအကြောင်းတွေရေးဖွဲ့ရဲ့အကြောင်းတွေအနုပညာခံစားမှုအကြောင်းတွေပြောနေရဆိုတော့တခါတည်းလက်ရလေးပါဒါဟောက်လိုက်မကောင်းဘူးလားဟုတ်ဟုတ်ဟိုသချင်းကကျွန်တော်ကအဲဘယ်လိုပြောမလဲပါရမီပါတဲ့လူမျိုးမဟုတ်ဘူးကွာဒါပေမဲ့ကျွန်တော်ကစိတ်အရာရံဖြေတာပေါ့ ဆိုတာဝါနာပါတာပေါ့ခုနကကျွန်တော်ချရဲတိရဆိုတယ်အဲ့လိုမျိုးအဲကိုစိတ်ဖြစ်လာတဲ့ချိန်ကျရဲတခုခုလုံနေရပါပေါ့နော်တခုခုထွက်သွားတယ်ဒါပါပဲကျန်တာတော့အဲ့လိုမျိုးကျွမ်းကျင်တဲ့အစင်တော့မဟုတ်ပါဘူးဟုတ်ဆိုတော့ကိုအောင်လုံးချင်းနေရမှာဆိုလို့ရှိရင်ဒီဟိုခန်းစားချက်ကိုအများကြီးအသားပေးတဲ့တချင်းတွေရှိရလေနော်အာဟို join ဟိုဒီကြပြားရရတော့အများကြီးရှိတယ်တချင်းတွေမှာဆိုလို့ရှိရင်ဒီအလင်းအိမ်ဆိုတဲ့တချင်းလေးပေါ့နော်ဒါကဒီတချင်းလေးထဲမှာအစားသားတစ်ချောင်းရှိရဲ့ဒီအခန်းဝဘုံငှေးကြည့်နေတာဒီအမေရဲ့နွမ်းလျက်လျက် ဟိုပုံစံလေးပေါ့နော်ဒါလေးကိုမျက်လုံးထဲမှာလည်းပေါ်သွားစီရဲ့ဆိုတော့ဒီဟာလေးဒီတခြင်းလေးကလည်းအားလုံးရဲ့ဟိုအားလုံးကလည်းတည်ထားပြီးသားအားလုံးရဲ့ခံစားချက်ထဲမှာလည်းဒီဟာဆိုလို့ရှိရင်မျက်လုံးထဲမှာပါပေါ်လာပြီးတော့တကယ်ကိုရှင်ဘတ်ထဲမှာဟိုအကိုခုနပြောသလိုပဲထိသွားတဲ့တခြင်းမျိုးလေးပေါ့နော်အဲ့ဒါလေးအဲ့တခြင်းလေးအကိုဒီအစီအစဉ်လေးမှာအားလုံးအတွက်ပေါ့နော်ပြန်ပြီးတော့မှအကိုကိုယ်တိုင်ခံစား

ကျွန်တော်ဒေါ်လာရေးထဲမှာရှိတဲ့ကျွန်တော်တို့လူငယ်တွေကိုကိုစားပြုတယ်ပေါ့နော်ကျွန်တော်တို့လူငယ်တွေကအိမ်နေနဲ့ခွဲလာခဲ့ကြရတယ်တောတဲ့တောင်ထဲမှာအသက်တွေဘဝတွေဆွန့်လွတ်ပြီးတော့နေကြရတယ်အဲ့လိုမျိုးပဲလူငယ်တွေကအသက်ဆွန့်နေရတယ်လို့မိခင်တွေကလည်းသူတို့ရဲ့စိတ်ခံစားချက်တွေကိုဆွန့်လွတ်နေရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့တကယ်ရင်းနှီးတဲချာတွေကတော်တဲ့တောင်ထဲမှာမိပွေးဖောက်ဝေးနဲ့ပူပန်စိတ်တွေနဲ့မိပါလေးနေကြရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကကျွန်တော်ခံစားပြီးရေးထားတာပေါ့နော်ဟုတ် အလင်းအိမ်လို့မိရပါတယ်嗯。 ချိုလေးဒီလိုစနေဆိုရဲပေပေါ်မဲနီများလဲ ချိုလေးဒုံရင်နေတဲ့လက်ကလေးဒီတော့နာကြတဲ့လာမေကိုယ်တိုင်မသိတဲ့ကိုယ်ပိုင်စံညွန့်နဲ့ရွှေရှားခဲ့တဲ့တမိုင်းညောင်းတို့ဆွဲခေါ်ရာဒုက္ခဆိုတာတွေကိုအလံလိုလွင့်ထူ ။တမိုင်းနဲ့ချီအောင်လေလွင့်ခဲ့တဲ့အမေရဲ့ငှက်ကလေးမကြခင်မှာအိမ်ပြန်လာတော့မယ်။အမေရဲ့တကားခောက်တန်လေးနားဆွင့်နေပြီပါ။အခန်းကအဝါကိုငေးနွမ်းလျာလျာအမေ ချုလေငူကနေရောမလားတဲရွေ့ချွေးချတော့ရိုင်းလေ chole di lo sne sore pe pon be ni mya le me jesus ba 但球球里呢，输掉了，结束就买。 ဒါကတော့နှစ်ယောက်တည်းကြီးဆိုရဲခိုင်နေမှာနားထောင်ရတာနဲ့မတူတော့ဘူးပေါ့နော်ဒီလိုတူတူစုံစုံညီညီနားထောင်ရတာဆိုတော့မချက်လေးပြေးပြပါဦးကောင်းတာပြောတော့တန်တန်တရားလေးကြီးဆိုတော့ပြောတယ်လို့ပြောလို့ရတယ်ရလုံးလေးမဲ့ပြီးနားတော့ကောင်းတယ်ရုပ်မြင်အသိမပြေဘူးလားသင်တော်ကဟို NLD ဆိုတာအထက်အဓိကတော့ဒီဒီဒေါ်လာရေးအောင်မြင်မှုပေါ့နော်ဒီအာနာရှင်ဆိုတာမကြိုက်ဘူးကြာ အဲလူတွေကတနက်ကြီးရင်နဲ့ချိန်ချောက်ပြီးတော့เนาะအနိုင်ကျင့်တာမကြိုက်ဘူးဗျဒါကတာပင်ကိုစိတ်ပဲဒါအကောင်လုံးလည်းမကြိုက်ညီမတို့လည်းကြိုက်မှာမဟုတ်ဘူးမကြိုက်လို့ပဲဒီဒီလိုချင်းတွေရောက်လာကြတယ်